။အမေသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါ။အဲ့တော့ကျွန်တော်အနေနဲ့ဒီကောက်ရနေပြီးတော့ပေရင်နေကြရာတွေပတ်စင်ဟောစတန်တွေဒါစင်ဟောစတန်တွေတင်ပြနေကြဖြစ်ပါတယ်။အဲ့တော့ဒီအပိုင်းမှာလည်းမအားလက်တဲ့ကိစ္စတွေကြောင့်မတင်ပေးပြဘူးပေါ့နော်။အဲ့တော့ဒီနေ့မှာတော့မိတ်ဆွေတို့အတွက်ကိုအသုံးဝင်မဲ့အကျိုးရှိမဲ့ကံမီရနဲ့ပတ်သက်တာပေရင်နဲ့ပတ်သက်တာကိုပြောရမှာပေါ့နော်။အဲ့ဒီအကြောင်းအရာလေးတစ်ခုကိုမိတ်ဆွေတို့ကို ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့အချားမဟုတ်ဘူးเนาะအဲဘသူမဆိုးအလွယ်တကူအဲကြည့်လို့ရမယ်ဂရုစိုက်သတိထားလို့ရမယ်တော်တော်များများထူးခြားတဲ့ဖြစ်ပျက်တွေဘဝရဲ့ထူးခြားတဲ့အကြောင်းလေးတွေဖြစ်တတ်တဲ့အချိန်အခါပေါ့เนาะအဲ့ဒီအချိန်အခါလေးတွေကိုအဲအလွယ်နားလေဒီတိုင်းနားလေအောင်ပေါ့เนาะပြောပြပေးမှာဖြစ်ပါတယ် တော့ဒါလေးတွေကသတိမမှုဘူးမမြင်ပါတော့သတိမှုမှကိုမြင်တယ်ဆိုရဲပုံစံမျိုးဖြစ်ပါတယ်အဲ့တော့တိုက်တိုက်စဆိုင်ခုကျွန်တော်ပြောပြမယ်အကြောင်းအရာကကိုယ့်ရဲ့မွေးလာပေါ့နော်ကိုယ့်ရဲ့မွေးလာကြောက်လာပြီဆိုရင်ဖန်ခုနှစ်မှာမွေးတဲ့သူမဆိုပါတော့ဘယ်နေသားသည်မဆိုမိမိရဲ့မွေးလကြောက်တော့မယ်เนาะတလအလိုเนาะကိုမွေးလရောက်ကိုတလအလို တော့ကိုမွေးလာရဲ့ကိုမွေးနေရောက်ပြီးတော့မွေးနေအကျော်တလအတွင်းပေါ့နော်ရှေ့တလနောက်တလအတွင်းပေါ့အဲ့လိုအချိန်ခါမျိုးတွေမှာဘဝရဲ့ထူးခြားတဲ့ဖြစ်ပျက်တွေကိုကြုံတွေ့ရပါတယ်ထူးခြားပြောင်းလဲတွေနော်ဘဝနဲ့ပတ်သက်တာတွေနော်ထူးခြားတဲ့ဖြစ်ပျက်တွေထူးခြားတဲ့အပြောင်းလဲတွေကိုကြုံတွေ့ရပါတယ်အဲ့တော့ ဘယ်နေသားသီးမဆိုဘယ်နှခုနဲ့မှမွေးတဲ့သူမဆိုအဲကိုမွေးလာတောက်ခံနေတလားကိုမွေးနေကြော်ပြီးတလားတွေကိုအဲဂရုစိုက်တင်တယ်သတိထားတင်တယ်နော်ဒါကသတိပြုရမယ်သတိပြုပြီးတော့နေထိုင်မယ်ဆိုရင်ပိုပြီးကောင်းပါတယ်။ဘာကြောင့်လဲဆိုရင်ကိုမွေးနေရောက်ခံနေတလားအထူးသဖြင့်အဝင်တစ်ချက်အခွက်တစ်ချက်ပေါ့နော်တချို့ဂျိုအိတ်တီတို့ဂျိုစားတက်ရောက်တင်မှာ အဝင်မှာသူကြရတယ်ဘဝရဖြစ်ပျက်တယ်ဖြစ်တာမျိုးကိုကျွန်တော်တွေ့တတ်တယ်တချို့ဆိုရင်လည်းအထွက်ခေါ်ပါပေါ့နော်ကိုမွေးလာရောက်ခံနေမွေးနေရောက်ခံနေပြီဆိုရင်ဒါအထွက်ခေါ်တာပေါ့နော်အဝင်လို့အထွက်တူပါသတိထားရတယ်အဲ့တော့တရောက်ပြောင်းလဲတွေနော်ဂျုံအကြီးပြောင်းလဲတွေထူးခြားစွာထူးခြားစွာကြုံတွေ့တတ်တဲ့အခိုက်အတန့်ဖြစ်ပါတယ်အဲ့တော့အဓိကပြောချင်တာကတော့ကိုမွေးလာရောက်ခံနေတလား ိုမွေးနေကြော်ပြီးတလားနေတော့လူတိုင်းမြေသူမျိုးစုဒီယူဆိုင်သတိထားတင်တယ်လို့ကျွန်တော်အနေနဲ့ပြောပြရခြင်းဖြစ်ပါတယ်။အဲကျွန်တော်မိတ်ဆွေများအားလုံးအဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။ကျမ်းမာချမ်းသာကြပါစေ။ကျွန်တော်ဒီနေရာကိုတောင်းပန်တာပို့တာပဲ။